ေပြီးပါမင်္ဂလာပါလို့ဆုံးဖို့ဆက်တာလိုက်ပါရစေ။ကျွန်မကတော့မြန်မာနေရှင်နယ်နံပါတ်မှာပို့ပို့ဟန်နေပဲဖြစ်ပါရဲ။အာကျွန်မကအပူဆုံးပြောချင်တာလေးကကျွန်မတို့မြန်မာနေရှင်နယ်နံပါတ်ဖြစ်ပေါ်လာတဲ့အကြောင်းရောကျွန်မနိုင်ငံတင်ပြချင်ပါရစေ။မြန်မာနေရှင်နယ်နောက်မှဆိုရင်မှကျမတို့အရင်ကပရဟိတရေးစီမံလုပ်ခဲ့တဲ့ဘွယ်ချင်းတစ်ခုဖြစ်ပါတယ်။အခုဘာဖြစ်လို့ဟိုပရဟိတနဲ့ပေါင်းပြီးတော့မျိုးသားရေးကိုလုံလာရလဲဆိုရင်ကျမတို့မြန်မာပြည်ကြီးအတွက်ကျမတို့လုပ်ဖို့လို ဆယ်လို့ချင်လို့ကျမတို့ပရာဟိတာနဲ့မျိုးသားတွေကိုပေါင်းပြီးတော့လောရရဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်လို့ကျမပြောကြားချင်ပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံနဲ့ဝက်မှာမိန်းကလေးတွေလည်းရှိတယ်လို့ယောက်ျားလေးတွေလည်းရှိပါတယ်။ကျမတို့သိထားတဲ့မြန်မာတွေကတော့ကျမတို့မိန်းကလေးမှန်ရင်အမျိုးသားရင်းနဲ့မတက်နိုင်ဘူးဆိုတဲ့အသိတွေသူတို့ရဲ့ရင်ပတ်ထဲမှာကျင်းအောင်နေတာရှိရဲ့ရှင်။ဒါကိုကျမလုံးဝရှုတ်ချပါတယ်ရှင်။ မြန်မာမိန်းကလေးအများစုရဲ့ရင်ထဲမှာမျိုးသားရဲနဲ့ချက်တူကျွန်တော်တို့ဒီမြန်မာနေရှင်နယ်လောကရဲ့ပရဟိတတွေအကုန်လုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်မဒီနေရာဒီစင်ကြီးကနေပြီးတော့ကြောက်လာတဲ့အပိတ်တိုင်ကိုကျွန်မဖိတ်ခေါ်ပါတယ်ရှင်ကျမတို့ကမြန်မာနေရှင်နယ်လောကရဲ့အကြံဉာဏ်ဖွဲ့စည်းပုံလေးပါကျမတို့အရင်ဦးဆုံးပရိုက်တာရေလောက်ပါပဲဒါပေမဲ့ကျမတို့နောက်ပိုင်းမှာဒီဖြစ်ပေါ်လာ နေပေါ်မူတည်ပြီးတော့ကျွန်တော်တို့တွေကမျိုးသားရင်းနဲ့ပေါင်းပြီးတော့ဒီဟာတွေကိုလှုပ်လာရပါတယ်ဒါကကျွန်တော်တို့ကမြန်မာလေးစနစ်လောက်ကဖြစ်ပေါ်လာရတဲ့အကြောင်းရင်းတွေတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျွန်မပုံမိုးစက်နေပြောသွားတဲ့အထက်မှာကျွန်မညာရဲကြားလိုက်ရတာနဲ့ပတ်သက်ပြီးတော့ကျွန်မကပြောဖို့ကြားရလေရှိလာတဲ့ခါကျတော့ကျွန်မဒီစီစဉ်မှာပါဝင်ခြင်းမရှိပဲနဲ့ကျွန်မဒီစီစဉ်ပေါ်ရောက်လာရဆဲဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ဟိုငါတို့ရရတဲ့ပုံမိုးစက်နေပြောသွားတဲ့အထက်မှာပေါ့နော် ဒီရှေ့မှာခြံစည်းရုပ်ခတ်နေတဲ့အချိန်မှာအထဲကအထဲကောင်ကိုသူတို့တွေကဖွင့်ပေးထားကြတယ်။ဒါသိကြတယ်သမားညီမမင်းကလေးတွေပဲ။ဘာဖြစ်လို့လဲဆိုတော့သမားညီမမင်းကလေးတွေကိုဘယ်နေရာကြည့်လိုက်ကြည့်လိုက်ဘုန်းဆိုင်ကျွဲလဲလူတွေနဲ့ပြောပါတာဟုတ်လားမဟုတ်ဘူးလားပြန် တာကျမတို့ဒီကျမတို့ပခက်လဲတော့လက်ကြီးကကဘာကိုအောင်ဆုံးရမယ်ဆိုတော့သွေရောစကားတို့ကျမတို့ရှိခဲ့တယ်အဲ့ဒါပါလဲဆိုရင်ဒီသွေရောစကားအခုကျမတို့ပြန်ပြီးတော့အတော်ချောင်းပြီးတော့ကျမတို့ပြန်တွဲကြည့်မယ်ဆိုရင်ပကလဲတော့လေကျမတို့ကဘာအောင်ဆိုးရမှာဖြစ်နေဒါပေမဲ့ကျမတို့အဲ့ဒီရဲ့ရှင်းပွဲရအောင် ဲ့ပင်းစင်းတွေကိုလက်လေးသက်ဖြတ်နေတာကိုကျွန်တော်လက်ပိုက်ချနေပုံမဟုတ်ဘူးကျွန်မရဲ့ဘာသာကြားပြောတဲ့ရေဝင်ကမှာသွားအိတ်နေပြီဆိုရင်ကျွန်မရဲ့ရေသွဲငယ်တွေလက်လေးသက်ဖြတ်ဖို့အတွက်ကိုသူတို့ကိုလောက်ပါလို့ပြောနေလို့ပဲဆရာတို့ကျွန်မပြောချင်တာတစ်ခုကဒီစင်ကြီးကလေကျွန်မပြောချင်တာတစ်ခုရှိတယ်ကျွန်မတို့မြန်မာမိန်းကလေး ာမဲ့ဆက်ဆက်ရှိတယ်။ဘာလို့လဲ။ကျွန်တော်ဒီဘာသာရေးရမှာလုံးဝအမှုဘာလို့ကျွန်မပုံပုံစက်ပြီးပြောရဲစကားတစ်ခုကိုကျွန်မကောင်းနေရောက်လာတယ်။ကျွန်မတို့ဒီရှေ့မှာကျွန်မတို့ရဲ့ဒီ တပီလို့တော့နေရာအနှံရှောက်သွားတယ်။လေပူချဲတဲ့အဘိုးရှိတောင်ရှိနော်အဲ့လိုနေရာမျိုးမှာကျမတို့ဟောပြောဝဲလိုက်လို့တယ်ဆိုတော့ကျမတို့ဒီမင်းကလေးရဲ့ရှင်လေးကိုဒီအစ်စ်ကညာလေးကျမတို့ချက်ပေးတဲ့လား။အဓိကတော့မင်းကလေးတွေမင်းကလေးကလုံးဝစိတ်ဝင်စားပါဘူး။ online ပေါ်မှာလည်းစိတ်ဝင်စားဘူး။ဘယ်တော့မှလည်းစိတ်ဝင်စားတော့ဘာဖြစ်လဲဆိုတော့ကလူတွေကြောက်ကြရဲ့ရှင်။ကျမတို့ကကြောက်ကြမလို့ဘူး။ကျမတို့ဆိုလို့ရှိရင်လက်ပြေဆုံးနေရာဆုံးလူဆုံးဈာထဲမှာကျမတို့တယောက်တည်း only one တော့နေတယ်နော် လုံးဝမဆောင်ဘူးဘာလို့လဲဆိုတော့အသက်ကအသက်ပြရတာမရှိဘူးရှင်တော့မှလည်းမရှိဘူးကျမမှလည်းမပါဘူးဘူးပြီးတာမှလည်းဝယ်လို့မရဘူးဟုတ်တယ်ဟုတ်တယ်ဆက်ပါပဲသေးတာဟုတ်တယ်နော်မင်းလေးရဲ့ရှင်နဲ့ကိုယ်တော်ဝိသေပါရှိရဲ့မင်းလေးရဲ့ရှင်နဲ့ဘာတဲ့ပြင်းလာလို့လောကသမားတို့ဘာသာတိုင်းရဲ့မှာမဲ့တာဟုတ်ဒါတော့ဘုရားကိုလောက်ခဲအောင်ချက်သူကြီးသားဖြစ် ေရှောက်ထားပါတယ်ဒါကြောင့်မို့လို့ကိုယ့်တော်ဝင်ချင်မှာရှိတဲ့ဘာလို့မှတာချင်းအကုန်လုံးမိသားစုတွေတော်တော့အခုလောလောဆယ်ကျွန်တော်ပေးလိုက်တဲ့တကယ်ဆိုလေကိုလက်ကျင်တဲ့တိုင်ကိုသွားပြီးတော့တော်ဝင်ချင်မှာဖြတ်လဲဝင်ရပေးပါပြီးတော့ကျွန်တော်တို့ရိုးရှင်းစိတ်ရှိရဲ့မိန်းကလေးတွေအများကြီးပေါ်ထွက်လာဖို့မြန်မာပြည်သူတို့အဲ့ဒီလေးရဲ့အဖြစ်ဟုတ်တယ်အဓိကပြောချင်တာကတော့ကျမတို့နိုင်ငံရေးကိစ္စနဲ့အမျိုးသားရေးဆိုတဲ့ဒေါသကြီးမှာရှိပါဘူး။ရှိပါဘူး။ ဒါမှမဟုတ်အမျိုးသားရဲတဲ့နိုင်ငံရဲလေလုံးဝနှိမမဟုတ်တော့အနည်းသက်တော့ဖြတ်ထုတ်ကြရဲရှင်ဟောကျမတို့အမျိုးသမီးစုရဲအိမ်ကအဲ့ငယ်ဝမသိဘူးအခက်လွှဲတဲ့ဆိုင်လဲမယ်ကျမတို့တောင်းရိုက်တဲ့ဆိုင်လဲမယ်ပန်းလုံးတဲ့ဆိုင်တော့မယ်ဒါနဲ့ကျမတို့ဒီအမျိုးသားရဲဆိုတာကိုလည်းခေါင်းထဲမှာဖြတ်ထားတဲ့ဟုတ်လားကျမတို့ရဲ့ဆင်ပေါ်မှာတက်ပြီးဟောပြောနေလို့ဒီလူတွေကျမတို့ကိုပါလာသိတယ်အောင်လာမှာတန်နဲ့မတန်လိုက်တဲ့သူတွေဒီ message ကိုမရလိုက် ီထဲမှာပါတဲ့မဲကလေးအများကြီးပဲတာဝယ်ဖြစ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်ရှင်။ဒါကျွန်မပြောချင်တာဒီလောက်ပါပဲအဓိကကတော့လောကဘာသာသားကိုအန်တီမွတ်စလင်ပါပဲကျွန်မရဲ့အယူအဆနဲ့ထပ်တူပြိဿကြီးထဲမှာပါလာတဲ့အမျိုးသမီးလူတွေနဲ့ထပ်တူကြမယ်လို့ယူဆပါတယ်ရှင်။ကျွန်မရဲ့ဆိုဒီနေရာမှာပဲနေလို့ထုတ်ပါတယ်။ကြိုက်တယ်ပေါ်ပြပေးပါတော့မြမနေစင်တဲ့နောက်မှာလက်ပုံးဟန်ကြီးက အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးခင်ရဝါဒဓမ္မကိုရဲ့မှတရားဥပ္ပိုင်းမှဟောပြောပေးပါရဲ့ဒုတိယလေးသားစွာထိတ်ကြပါတယ်ရှင်။အာရရှိတယ်များများလေးဒီလာကုန်သမားလေးကပညာကုန်လို့ကိုပြီးတော့ခြေတော်ဆုံးဥခိုက်လို့ယူတည်စွာဥတည်တော်ပါလေခင်ဗျာဒီနေ့ခန္ဓာကိုယ်ကြွယ်လာကြကုန်တော့ မဂုရှင်များအားလုံးအဘိဓမ္မာအားလုံးစိတ်ချမ်းသာရင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အမျိုးဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်နိုင်တဲ့သူများဖြစ်ကြပါစေလို့ဥစွာပနာမဆုမောင်းတောင်းရင်းနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါပါတယ်ခင်ဗျာ။ဒီကျွန်တော်နာမည်ကတော့ရှင်နေကြီးဦးဝေးပိုင်ပါကျွန်တော်လေးထိုင်လာကတော့ရန်ကုန်မြို့ဒေရုံစိတ်ကမ်းမြို့နယ် ယုဇနာဥယျာဉ်မြို့တော်မှာနေထိုင်ပါတယ်။ကျွန်တော်ပါဝင်ဆောင်ရွက်နေတဲ့အသင်းဖွဲ့ဆိုတာကတော့ကျွန်တော်ကထေရဝါဒဓမ္မဆိုရဲမှာဥယျာဉ်ကျန်ပေးတော်နဲ့